ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့နေ Train မြန်မာဆိုတဲ့ကောင်းစင်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီ Episode 16ကတော့ကျွန်တော်တို့ကလောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတဲ့အပိုင်းဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ Around Clone ရဲ့ Part 13ပေါ့ Clone နဲ့ပတ်သက်လို့မျှဝေတဲ့အပိုင်း73အနေနဲ့မျှဝေပြသွားမယ့်အစီအစဉ်က ကလောမှာရှိနေတဲ့ရေအေးကန်ကိုတွားရင်တွေ့မြင်ခဲ့ရတယ်။လမ်းတစ်လျှောက်ကအမြင်ကွင်းနေပြီးရင်ကလောမှာစားပြတဲ့နေလဲစားအဲ့ဒီဆိုင်လေးရဲ့မြင်ကွင်းတွေကိုမျှဝေပြေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒီဆိုင်လေးက ကလောမှာရှိနေတဲ့မိုနာကိုဆိုတဲ့ဆိုင်လေးဒီဆိုင်က အဲသူကဘယ်ဘယ်လိုပြောမလဲဟိုခီးသွားတွေဟောတအားများတဲ့ယာတီတွေတုံးကဆိုလို့ရှိရင်နိုင်ငံသားတွေထိုင်လေးထိုင်တာရှိတဲ့ site လေးတစ်ခုဖြစ်တယ်ပြီးတော့သူကအာဥရောပပုံစံဆက်ဆန်လေးပေါ့အထဲမှာကတော့အေးချမ်းချမ်းလေးပဲဒါကတော့ site ရဲ့အပြင်ကပုံစံလေးတွေအခုဒီလိုမျိုးဆိုင်ရှိမှာအာကပ်ပကင်လေးကြကြဝန်းရှိတယ်ပြီးတော့အေးအေးချမ်းချမ်းလေးရှိတဲ့နေရာလေး ့ရဲ့ပြင်ဆင်ထားတဲ့ပုံစံကတအားကြီးရှုပ်ရှုပ်ထွေးထွေးမရှိလာပဲနဲ့ရေရိုရှင်း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 လင်းလင်းပုံစံလေးပဲအခုဒီလိုမျိုးလေးပဲဒါရှေ့မှာပန်းအုံးလေးအနေနဲ့ချထားတယ်ဒီလောက်ပဲပန်းလေးတွေကတော့ဒီဘက်ဒေတာမှာပွင့်လေးပွင့်တာရှိတဲ့ပန်းမျိုးတွေများပါတယ် ဒါကျွန်တော်တို့အဲ့ဒီဆိုင်လေးမှာပေါ့အနည်းလေစားစားပြစ်တယ်ပေါ့ဆိုင်ပုံစံလေးကတော့ဒီလိုပုံစံမျိုးလေးပဲဒါအပြင်ကပုံစံလေးဒီလိုမျိုးဒီဆိုင်ပုတ်လောက်ထားတဲ့ပုံစံလေးကိုတော့အတော်လေးသဘောကျတယ်ဗျဆိုင်ရဲ့အတွင်းပိုင်းမှာကတော့အခုဒီလိုဖွဲ့စည်းပုံမျိုးလေးအာအေဂျင့်ရဲ့အရက်ဒေတာဖြစ်တယ် ပြီးတော့သူ့ရဲ့ဆိုင်ရဲ့ပြင်ဆင်ဖွဲ့စည်းထားပုံကလည်းပုံပြီးအေဂျင်စီတယ်ပေါ့တဘာဝဒေတာထွက်ပစ္စည်းတွေဒေတာထွက်အပင်နေဟိုပါဒေတာမှာပေါက်နေရှိတဲ့အပင်နေနဲ့အလားဆင်ထားတာမျိုးလေးသဘောကြတာတော့အဓိကဒီဇိုင်းလေးကိုသဘောကြတာကအေးအေးချမ်းချမ်းရှိတယ်ပြီးတော့ဒီဇိုင်းလေးရဲ့ဟိုပါကျွန်တော်တို့ ဒီဆိုင်လေးမှာစားဘူးတယ်ပေါ့စားပြစ်တယ်ပေါ့အဟင်းပွဲကြီးရဲ့အရသာကပပပပါလေးဆန်တယ်ပပပပါလေးဆန်တယ်ဆိုလိုတာကဟိုမှာတအားဆက်တာမျိုးတအားချင်တာမျိုးတအားငန်တာမျိုးအဲဒီလိုမျိုးအရသာပြင်းပြင်းထန်ထန်ဆူဆူရှက်ရှက်အနက်နေဆူဆူရှက်ရှက်အဲ့လိုမဟုတ်ဘဲနဲ့အနက်အရသာအလုံးပပပပါလေးနဲ့စားလို့အဆင်ပြေတယ်ဒီလိုပုံစံမျိုးလေးပဲအထက်မှလောက်တာတဲ့ဖွဲ့စည်းပုံလေးကတော့ရှင်းရှင်းလင်းလင်းလေးပဲ။ ကိုကကိုနှစ်ယောက်တည်းလိုမျိုးသူ့မို့မိသားစုနဲ့အေးအေးဆေးဆေးလိုမျိုးအဲ့လိုမျိုးစားကြည့်ရင်အတော်လေးအဆင်ပြေတဲ့ဆိုင်လို့ပြောလို့ရတယ်။ဒါကဟိုဟာချက်ပင်စိမ်။ဒီကောင်ကတုံရဲ။ဆိုတော့သူ့ရဲ့ဟိုဟာကအိုရှင်ကနည်းနည်းလေးများတယ်။ကျွန်တော်တို့ဒါအခုစားမဲ့ပုံစံနဲ့ဆိုရင်အနေတော်ပဲ။ဒီလောက်ပါလေ။ဘင်းကလေးတွေပါလေဆိုလို့ရှိရင်တော့ဟော ပူရှင်တော်တော်များတဲ့ခါကျတော့ကိုယ့်ကိုချိန်ပြီးဟိုဟာဖြစ်ပေါ့ဒါလေးကကြတော့ကျွန်တော်တို့ပါစေစက်သားတော့သူကစက်သားတော့စတိုင်ရထီလိုမျိုးလေးအော်အသားကအဲ့လိုမျိုးကြိတ်ထားတဲ့နုံနုံဆင်ထားတဲ့ပုံစံနဲ့တုတ်တာအရသာပူပြီးဝင်လွယ်တာပေါ့ပြီးတော့အော်ချက်60အဲ့ဒါတော့ပါစေဝင်လာတာโอเคအခုကကျွန်တော်တို့ရေအေးကန်စီကိုသွားမှာရေအေးကန်ကကျွန်တော်တို့ဒီဟိုအားနေဆိုလို့ရှိရင် နာယီစဉ်ကနေဆိုလို့ရှိရင်15မိနစ်လောက်သွားလေးမိုင်နီးပါးလောက်ရှိတယ်လို့သိရတယ်မြေပုံအရကတော့လေအခုဒီပြထားတဲ့လမ်းကြောင်းလမ်းကြောင်းအတိုင်းပဲအဲ့ဒီတိုင်းသွားရမယ်ဆိုတော့โอเคဒီမှာကတော့ရှင်းတယ်အော်တကယ်လုံးဝတော်လန်ပဲတကယ်တော်လန်လေးပဲဒါကပုံမှန်အဖြစ်တော့ trigger သွားကြလေးရှိတယ်လဲ ကလောကနေပြီးတော့အဲရေးကန်ဒီ tricking သွားကြတယ်ဆိုတော့အဲ tricking ဝါသနာပါတဲ့လူတွေဆိုလို့ရှိရင်တော့ဒါဒီလန်းလေးကသွားတဲ့လန်းလေးဟိုနောက်ပြီးတော့ဒီတိုင်းပါပဲဒီလိုကိုကိုဟောက်ကိုသွားရတဲ့စာလို့ရှိရင်ခုနလိုလမ်းညွန်ပေးတဲ့သူတွေပါတော့ပို့ပြီးတော့စိတ်ထဲလုံကျုံလို့ခံစားရတယ်ပို့ပြီးတော့တက်တောင်တက်တာပို့ပို့တက်တောင်တက်တာပို့ပို့ပါပါရှိမှာပေါ့အဲ့တော့ဒီလိုလှုပ်ချင်းအပြင်တစ်ဖက်မှာလည်းဒေတာကန်ဒီရဲ့အလောက်ကန်ခွင်လန်းအတွက်ကိုထောက်ကူပြုရဖြစ်ပါတယ် ဆိုတော့အဲအကြောင်းမလို့ tricking ဝါသနာပါတဲ့လူတွေကတော့ဒါဒီလမ်းလေးအတိုင်းခုနလိုမျိုးဒီမှာရှိနေတဲ့အာလမ်းညွန်ပုံကိုယ်ရဲ့အကူအညီနဲ့သွားနိုင်ပါတယ်ဗျကျွန်တော်တို့ကတော့ဒါလောလောဆယ်ကိုယ့်အကူကိုရန်တန်သွားကြည့်တာကျွန်တော်တို့ကထုံးစံအတိုင်းပဲဒီလိုပဲ Google Map တို့ဒီလိုပဲတောင်မေးမြောက်မေးနဲ့စံတော်ဝါသွားနေကြဆိုတော့အခုလည်းဒီတိုင်းပဲရမ်းပြီးထွက်လာခဲ့တာ ကျွန်တော်တို့အကြောင်းတွေကိုကြည်နေတဲ့လူတွေဆိုသိပါလိမ့်မယ်တခါလီဒီကူကေရဲ့ကောင်းကျိုးနဲ့ဘယ်ရီရောက်လို့ရောက်မှမသိဖြစ်ခဲ့တဲ့အချိန်အခါမျိုးတွေရှိခဲ့ပူပါတယ်တခက်ထင်းယူတော်တွေအောက်ကနေပြီးတော့သွားရတဲ့အရာသာလုံးဝအေဂျင့်နဲ့ဗျာ ကျွန်တော်ထွက်လာတဲ့အချိန်လေးကနည်းနည်းလေးတော့နှောင်းနေတယ်ဗျညက်နေဥပိုင်းလေးဖြစ်နေပြီထုံးစံအတိုင်းပဲကျွန်တော်တို့စတင်ပြီးတော့ဘာဖြစ်လို့လဲဆိုဒီနေရာလေးကလှတာလည်းပါတယ်နောက်တစ်ခုကရှေ့ကိုလှမ်းကြည့်တော့လူသူလည်းမတွေ့သွားနေတာဟုတ်လားမဟုတ်လားလည်းမသိဟိုဝါရီကစက်ကနေတွေကလည်းဟိုပျောက်လာတဲ့အခါကျတော့ ကျွန်တော်တို့အဲ့ဒါအခုဒီနောက်မှာခဏဆင်းပြီးတော့နည်းနည်းမေးဖို့မြန်မှုဂျန်စီနေတာဘလောက်အေးချမ်းတဲ့နေရာလေးလဲလို့ ခုအိမ်နာမှာတွေ့ရတဲ့အိမ်လေးတွေစီကိုတစ်ချက်သွားမေးမှာဒီလမ်းဟုတ်လားမဟုတ်လားလို့။ ਉਹ ဒီမှာကြည့်။လုံးဝအေဂျင့်နဲ့ကဘာမြေရဲ့နေရာလေးတစ်ခု။တကယ်ပြစ်စုံကလောကနဲ့ကင်းကွာနေတယ်လို့ထင်ရတော့အောင်ကိုအေဂျင့်နဲ့နေရာလေး။ မေးပြီးသွားတော့ဟုတ်တယ်ဆိုတာနဲ့ကျွန်တော်တို့ဆက်ပြီးတော့ထွက်လာပြီ။တော့အထင်းကိုတော်တော်လေးတော့နဲ့လာတယ်။ကျွန်တော်တို့ကဆိုင်ကယ်နဲ့လာတာဆိုတော့တချင်လဲစဉ်းစားနေရတယ်။ဟိုနောက်နောက်ဘလောက်လူသေးလဲလဲမသိဘူးစက္ကနေကမရတော့တဲ့အခါကျတော့လေ ဖြစ်ဖြစ်နဲ့တော့ဟိုတောနှစ်ပိုင်းလို့ထင်ရတဲ့နေရာတွေကိုတော့ရောက်လာပြီဗျဟိုလုံခြုံမှုရတော့ဒီဘက်မှာလေဘာမှပြဿနာမရှိပါဘူးသွားလို့လာလို့ရပါတယ်ဟိုဖြစ်တယ်ဆိုတဲ့တရင်မျိုးလည်းတစ်ချိန်မှမကြားသေးပါဘူးဒါပေမဲ့လည်းကိုယ့်အကူကြတော့နည်းနည်းတော့ကြာဦးမှဖြစ်ဆိုင်ငယ်ဘိန်းပေါင်နေတာတို့အပြီးတော့မှောင်လာတာတို့နောက်ဘလောက်လူသမန်းတွေရှေ့တုံးမရနောက်ဆုံးမရဖြစ်မှာတို့တော့နည်းနည်းလေးလန့်နေ 6ဆိုတဲ့ကဏ္ဍတော့တွေ့တယ်အဲ့ဒါက6မိုင်လိုသေးတာလားဘာလားမသိဘူးဒီနေရာလေးမှာခဏရက်လိုက်ကြတယ်အချင်းကြီးကရှေ့ဆက်သွားဦးကအမှောင်စာပြိုးလာတာနဲ့အခုနပြောသလိုဆိုင်ကယ်တစ်ခုခုဖြစ်မာနဲ့အကယ်လို့လူသူမတွေ့ရင်ဆိုတာမျိုးတွေးပြီးတော့ဒီကနေပဲပြန်လှည့်ဦးစဉ်းစားလိုက်တယ် လုံးဝတကယ်တော်ကြီးတောင်ကြီးပဲအဲဒါကရေအကန်ကိုကျွန်တော်တို့တွေ့ရတဲ့မြင်ကွင်းပေါ့သူကဟိုစက်တလိုက်ကနေတွေ့ရတဲ့ပုံစံအဲ့ဒီမှာကသူကဒီရေအကန်ကတကယ်တော့ဟို ကလောမျိုးရဲ့အနောက်တောင်ဘက်နှစ်မိုင်ခွဲခန့်လောက်မှာရှိတာပါသူကကလောမျိုးကိုတောက်တုံးကြီးဖြန့်ဝေးဖြန့်ဝေးပေးနေတဲ့ရေကန်ပေါ့ရေကန်ဆယ်လို့ခေါ်ပါတယ်1912မှာတူဖော်ဆောက်လုပ်တာလို့သိရပါတယ်ဒါကတော့အဲ့ဒီရေကန်မြင်ကွင်းကိုဒေသခံတွေနဲ့ရောက်ရှိတဲ့ပုံကိုယ်တွေမှတ်တမ်းတင်ထားတာလေးတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အားလုံးကိုလည်းလေးစားစွာ credit ပေးပါတယ်ဗျသူ အာကျွန်တော်တို့သွားပြီးတော့ခီးစုံကိုမရောက်ခဲ့တဲ့ခီးစဉ်မှတ်မှတ်ရနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ဟိုးလွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ကတောင်ကြီးကဆင်တောင်ကိုအသွားမှာတောင်ကြီးနားရောက်ပြီးတော့ရှစ်ဆက်မသွားဖြစ်ခဲ့တဲ့ခီးစဉ်တစ်ခုရဲ့အခုဒီရေကန်ကိုလာခဲ့ပြီးတော့အဆုံးထိမရောက်ခဲ့တဲ့ခီးစဉ်ရဲ့နှစ်ခုရှိပါတယ်ဗျအာဒီရေကနောက်ကျွန်တော်တို့အခွင့်သိမ့်တဲ့အချိန်ကြရင်တော့တစ်ချက်သွားကြည့်အောင်မယ် သူကဒီ1912ခုနှစ်မှာအာသူကဟိုဟာတူဖို့ဆောက်လုပ်တယ်လို့သိရပါတယ်ပြီးတော့2006မှာတော့ဆယ်ကျိုးတာတစ်ချိန်ဖြစ်ပြီးတော့အဲ့တမန်ပေါင်ကိုမူလရှိတဲ့ရေနဲ့18ဘေးကနေ22ဘေးအထိတိုးမြင့်ခဲ့တယ်လို့သိရပါတယ်2015မှာမြန်မာဂျပန်ပူးပေါင်းပြီးတော့အထူးရေစစ်စနစ်နဲ့တန့်စင်တာပါပိုင်လိုင်းတစ်ခုကနေကလောကိုတနည်းကိုရေကလည်း၄တန်းဖြန့်ဝေတာပါဆယ်ရီတော့ area 1952ရေကကိုရေပေးဝေနိုင်ပြီးတော့ရေကလည်းစုစုပေါင်းတန်180ခန်းဆန့်တာပါဟိုသူက ကျွန်တော်ဒီဘက်ဒီမှာအဲ့လိုမြို့ရေးပေးဝေးတဲ့ကန်တွေကိုသူကရေးအေးကန်လို့ခေါ်လေးရှိတယ်ဗျဟိုးဒီကလေးသဘောကျစရာလေးဟိုကလေးဥမာတောင်ကြီးမှာဆိုလဲရေးအေးကန်ရှိတယ်ပြီးသွားလို့ရှိရင်ဟောပင်းတရမှာလဲရေးအေးကန်ရှိတယ်ထင်တယ်သူအဲ့လိုမျိုးအဲ့ဒါတွေအားလုံးကသူကမြို့ကိုရေးပေးဝေးတဲ့ကန်တွေတောင်ကြီးရေးအေးကန်ကတော့ကျွန်တော်မျှဝေထားတဲ့စေဝါရှိပါတယ်ရှိပါလေကျွမ်းကြီးလောကရဲ့လုံးဝတိတ်ဆိတ်ငြိမ်သက်အေးချမ်းတဲ့နေရာတွေ ဒီလမ်းလေးတွေကတော့လောကရဲ့အမောတွေကိုခိတာခဏဖြည့်ပြောင်းနိုင်မှုစိတ်လမ်းနဲ့မြင်ကွင်းလေးတွေနဲ့ငြင်းချမ်းတဲ့ဂီတတန်လေးနဲ့ခံစားရင်းနဲ့အမောတွေပြေနိုင်စေဖို့ပါဗျထီယူရင်းနဲ့တင်းတဲ့လေလေးတွေကိုရှူရှရင်းနဲ့ အေးမြတဲ့ရာသီဥတုမှာဖြတ်သွားရတဲ့အရာသာတကယ်ကိုငြိမ်းချမ်းတယ်ဗျပကြီးဆန်တဲ့မြင်ကွင်းတွေလည်းတွေ့ရတယ်တကယ်တောတောင်ရဲ့ရတကိုလည်းအပြည့်ဝခံစားရတယ်ဒါကတော့အဲမြို့ရဲ့အဆက်ကိုရောက်လာပြီပေါ့ ကျွန်တော်တို့ကကြတော့လေမြို့တစ်မြို့ကိုသွားလို့ရှိရင်အဲအဲ့ဒီလိုမျိုးမြို့ရဲ့အလေကောင်ဟော head of town လို့ခေါ်ကြတဲ့နေရာတွေပေါ့အဲ့လို area တွေမှာလေဘာပဲပြောပြောဟိုတွေ့ရမြင်အောင်သွားကြည့်လေးရှိတယ်လို့ပြန်လဲမျှဝေလေးရှိတယ်လို့အဲ့လိုပဲမြို့ရဲ့တကက်အတွင်ပိုင်းမြို့ရဲ့တကက်နှစ်သာရအဲ့ဒီမြို့လေးရဲ့တကက်မြင်ခွင်းတွေမြင်ရတဲ့နေရာတွေကိုလည်းကျွန်တော်တို့သွားလေးရှိပါတယ်ဒါကတော့ဒီမြို့လေးရဲ့ခုနပြောသလိုစိတ်ဝင်စားစရာအေးချမ်းတဲ့နေရာလေးတစ်ခုပေါ့ โอเคကျွန်တော်တို့အခုဆိုလို့ရှိရင်နိုင်စင်နာကိုပြန်လဲရောက်ရှိလာပြီဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်